နမောတသဗ္ဗဝါတောအရဟတော သမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဝါတောအရဟတော သမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတရားမဟောမိတရားမနာမိမှာအောင်ခြင်း၈ပါးဖြင့်ဘုရားရှင်ကိုရောမြတ်ကြီးအားရှ िख ိုးပူဇော်ကြတော့ကြရအောင် mà đạo giác khâu ca sanh số đạo sinh ra mà niên sa tết sa cao na cao bia mau si no say yao to mê thế du say mình ca lao mà đạo giác khâu ca sanh số đạo sinh ra mà niên sa tết sa cao na cao bia mau si no say yao တောတေတေတုဇယမင်္ဂလံမာရောပရမေသခင်အတယေရှင်ကို ရွှေပလင်ကတွန်းချမရရဲ့လို့အစွမ်းပြကလယုံတထောင်နဲ့အသက်ဆုံးအောင်ပြစ်တတ်ဖို့စစ်တတ်ကိုချီတဝီဝီလက်နှကြံတို့ဖြင့် တရတနေတဘောဘကြံပြစ်ခလျက်စစ်တရထိတ်သည် မာနကောင်ဆိုတဲ့နတ်စစ်ဘုံကြီးကိုစိနောဇယံဟိုဘဝဘဝက အခါကပင့်လာခဲ့တဲ့ဒါနပါရမီတည်ဟူသော တရားဓမ္မဖြင့်ဖယားကနိုင်ပြီဖယားကပိုင်ပြီ ဩဖယကပင်အောင်မြင်တော်မူခဲ့ပါပေသတည်းယခေါငါဘိမမန်ယဝေဝေနင်းစနေရမလာရေလို့ဒုဖယဗရမေဘဂဝါဤခြေနှပြစပန်းတို့ကိုဖြင့်သမုဒ္ဒရာရေးစလာတဖကံစီတို့သွေမကွာထွက်ရန်၍ပြင်းမြို့ တေသံတဲ့မနောကံဖြင့်ဒေါသမှန်သွင်းအလာဝကဆိုတဲ့ဘလူမင်းကြီးကိုလည်းပဲစိနောဇယံဟိုဘဝအတန္တံဖမ္မာလီလီကမိခဲ့ရပါတဲ့ခန္တီပါရမီတိဟုသောတရားဓမ္မဖြင့်ဖယားကနိုင်ပြီးဖယားကပိုင်ပြီးအော်ဖယားကပင်အောင်မြင်တော်မူခဲ့ပါပေတည်း ကဇံတောင်ငါလုံးကားခိုးတဲ့ရာဇကြိုပြည်လမ်းမကြီးတို့စွန့်ရဖို့မြန်းကြွတော်မူစဉ်သုံးလူရှင်ကိုအတိတတ်မဲ့ဟဲ့ရဲ့လို့ဒေဝရဆရာနှင့်အဇာတသက်တကာတို့ကမာနပမာစူးစရိုက်ဖြင့်ထိုးလိုက်ထိုးလိုက်ဟုဒုံရိုက်ကသွင်း နာလာဂိရိဆိုတဲ့ရှင်မင်းကြီးကိုလည်းပဲစိနောဇယံခေကဘာအလီလီက အစစ်မကွာမိခဲ့ရပါတဲ့မေတ္တာပါရမီတိဟူသောတရားဓမ္မဖြင်ဖယားကနိုင်ပြီဖယားကပိုင်ပြီဩဖယားကပင် အောင်မြင်တော်မူခဲ့ပါ၏တည်းသောရံ 39မိုင်အဝေးခရီးကိုအပြေးကြီးမနာတန်ကမ်းလှမ်းနိုင်တဲ့အာအစွမ်းတတ္တိဖြင့်မတနာလက်ညှိုးဖြင့်မြည်ဟုယမဇိုးကကမြတ်မာတာအမိတပါတော်မှဓမ္မတရားနော အမှန်မဖတ်ပဲတန်လျက်ကိုထမ်းပိုက်လျက်ဒလကျန်းလိုက်နေတဲ့အင်ဂုလိမာလာဆိုတဲ့ခိုးသူလူမိုက်ကြီးကိုလည်းပဲ စီနောဇယံအဲ့ဒီလို အမှန်ဤတွေကိုဒါစီက တမျိုးနောကြံစားပြီးတကူတော်အနန္တတိဟုသော တရားဓမ္မဖြင့်ဖယားကနိုင်ပြီးဖယားကပိုင်ပြီးဩဖယားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်းစိန်သာမနိဇာတရေသူကိုဝန်ဆောင်လူမိမ့်မကဲ့သို့ အမှုကိန်းပြပြီးတော့လူပြင်းလူအတွေအထင်မှားရတဲ့ဖရာရဲ့အနာမှာတစ်သားကို ပုံပြု၍သူ့ပိုက်တွင်တရေခသလိုပါပြကဝင်နှွဲဟောဒီဂေါတမဟာငါလင်ပဲရဲ့လို့ဆွဆွဲသမှုစိန်သမာနာဆိုတဲ့မိမယုတ်ကိုလည်းပဲဇီနောဇယံဖရာမြတ်စိန်တရားအိန္ဒြေမှာမူမပြရွှေနှုတ်တော်ကျူမမြပဲ ငြိမ်သက်တော်မူလာသော တရားဓမ္မဖြင့်ဖျားကနိုင်ပြီးဖျားကပိုင်ပြီးအော်ဖျားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်းတစ္ဆကံအနေစာကိုတော့အမြဲအလွဲကြတော့အမှန်နိဗ္ဗာန်ကြပြန်တော့ငရေပါတဲ့ငါစကားကို အမှန်ပဲရဲလို့စကားရေးစစ်ပွဲမှာတစ်ဆွဲအောင်အနိုင်ညှင်းလျက် စတိုင်တင်ကဝါဒတထောင်နဲ့မာနထောင်၍တမျိုးမိုက်အဆိုးစရိုက်မှာထိတ်သီးဖြစ်တဲ့ကုဒ္ဒဒန္တလို့ခေါ်တဲ့တစ္ဆကပရပိုက်ကြီးကိုလည်းပဲဇီနောဇယံအဝိဇ္ဇာမောင်းတွေတစိစာတောင်ရှင်းကမသိရပါတဲ့ပညာပါရမီတိဟုသော တရားဓမ္မဖြင့်ဖယားကနိုင်ပြီဖယားကပိုင်ပြီး ဩဖယားကပင်အောင်မြင်တော်မူခဲ့ပါပေတည်းနာဂံရှင်မောက်ကလန်ကိုရောမြတ်ကလည်းတကူဇံမိုးနဗံတားရှင်တဲ့နဂမင်းကလည်းအခိုးအလျောင်းအမျိုးဖန်ဖန်သူဝနရွှေတောင်တဝိုက်မှဖြင့်တိုက်ခိုက်ကရင်ဆိုင်၍ရှင်ပြိုင်ယံမန်သောအတန်တန်ကြွနေတဲ့ နန္ဒောပနန္ဒနဂါမင်းကြီးကိုလည်းပဲစီနောဇယံဩဘာဒယံအလျံတော်ကို အောင်းလန်းတော်တကွန်ဆိုင်စီမဟဲ့ရဲ့လို့ညွန်ပြတော်မူလိုက်တဲ့တရားဓမ္မတို့ဖြင့်ဖယားကနိုင်ပြီဖယားကပိုင်ပြီဩဖယားရှင်ကပင် အောင်းမြင်တော်မူခဲ့ပါ၏တည်းဗျာမောင် အဝိဇ္ဇာပိမိ၍မိစ္ဆာဒိဋ္ဌိအယူဝါဒတို့နဲ့ဒုလာကဆစပြီးတော့ဓမ္မနိမဟုတ်တာတွေကို ပု္ပ္ပာထုတ်ကတွင်တွင်ညင်းလျက်အတွင်းညင်အစိုးညံဖြင့်မိုးနဗံဝလာအတွင်မှကွဲတမျိုးတပံတပါတင်းမနေတဲ့ဘဂဗျံမင်းကြီးကိုလည်းပဲစီနောဇယံ လဲပြင်းမှဆင်းသွားသလိုထင်ရှားစွာအပြေမှန်ပေါ်တဲ့ရွှေဉဏ်တော်တည်ဟူသော တရားဓမ္မဖြင့်ဖယားကနိုင်ပြီးဖယားကပိုင်ပြီးဩဖယားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်းတောတို့ရှိရောက်သော အမိုက်ကောင်တသိန်းတို့ကိုဖြင့်ဇယိုက်မောင်ခွင်းကအောင်ခြင်းသို့ရောက်တော်မူညာထိုရှင်တော်မြတ်ဖယားသည်မေ ယုံနနပါစမှုကိုငါဟုခေါ်မောတပိတော်အာမေမာကင်စာခန္ဓာပင်စကတမုဟောနာမမိခေါ်ဖရာတပိတော်နေတရားဒေသနာတော်ကိုယိုသေးစွာနာယူမသားကြမိတရားနာပရိသတ်ပေါင်း9ရက်သာသမီအပေါင်းတို့အားဆရာမင်္ဂလံ ယံဘယကို၎င်းမန္တနာကို၎င်းယံဘယကိုလည်းအောင်မန္တနာကိုလည်းအောင်တန်တရားကိုလည်းအောင်ထောင်းရောင်တွေအလင်းပြားတကဲ့သို့အမောင်းအမောင်းတွေခွင်းရှာရတဲ့အောင်ခြင်းဆိုတဲ့အောင်မင်္ဂလာတော်ကြီးကိုတေတု တာရောယဟုပမာပြုလျက်အောင်မှုပိုင်ကျုံအောင်တန်ချုံ၍ရှင်ပြုံးကြည်သာ ပေတနာတော်မူပါ အရှင်ဖရာတာတုတာတုတာတု